ပြင်တစ်တော်လှန်ရေးကြောင့်ဘရင်ပြုတ်ကျသွားတာနဲ့ကျန်တဲ့ဘရင်တွေအားလုံးကပြင်တစ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါလေရောဘရင်စနစ်ကိုဖျက်သိမ်းလိုက်တဲ့ပြင်တစ်ဟာချင်းချောက်မှုကြီးဖြစ်လာလို့ပါဒါကြောင့်အင်္ဂလန်ဥဆောင်တဲ့တပ်ပေါင်းစုကြီးကပြင်တစ်ထဲကဒဘုံတွေရဲ့အကူအညီနဲ့သူ့လောင်းမျိုးကိုစသိမ်းလိုက်တဲ့မကြာခင်ပြင်တစ်တပ်ကမျိုးကိုဝိုင်းဝန်းပိတ်ဆို့လိုက်ကပြန်သိမ်းဖို့အကြိမ်ကြိမ်ဝင်တိုက်ကြပေမဲ့မရဘူးဖြစ်နေတာအဲ့ဒီချိန်မှာပြင်တစ်တပ်မှုလေးဖြစ်တဲ့နပိုလီယန်ကမြစ်ကမ်းပါကို ားအောင်တင်ပိုက်လိုက်ပြီးတော့အမြောက်တွေထားလိုက်ကအင်္ဂလန်စစ်သင်းမောတွေကိုလှမ်းထုပါလေရော အင်္ဂလန်ဘက်ကပြန်ပစ်ပေမဲ့ကြာလာတော့သူတို့ရဲ့သင်းမောတွေကတစည်းချင်းစီနစ်မြုပ်လာတာပါအဲ့ဒီတိုင်းသာဆက်နေမယ်ဆိုရင်အကုန်လုံးပြောင်းသွားတော့မှာဖြစ်လို့တင်ပိုက်ထားတဲ့မျိုးကိုလက်လွတ်ပြီးတော့ထွက်ပြေးဖို့ရှိတော့တာပါခက်တာကဘေးမှာရှိတဲ့တပုံသင်းမောတွေကဒါကြံခဲ့မယ်ဆိုရင်ပြင်သစ်တက်ရဲ့လက်ထဲကြားရောက်သွားနိုင်တာမို့ပြောင်းဝကိုကို့အချင်းချင်းဘက်စီလှဲလိုက်ပြီးတော့ဖြက်စီးကစုပ်ခွာသွား ားတော့တဲ့ရေတပ်ကိုအောင်နိုင်ပြီးသွားတဲ့နောက်နပိုလီယန်ကအသက်26နဲ့စစ်သူကြီးဖြစ်လာတာပြင်သစ်ကိုကျူးကျော်လာတဲ့ဩစတြေးလျနဲ့ပြီးမောင်တီနှစ်နိုင်ငံစလုံးကိုရင်ဆိုင်ရမှာဖြစ်တဲ့နပိုလီယန်ကြောက်တာကတကယ်လို့ရန်သူတပ်နှစ်ခုကပေါင်းစည်းသွားမယ်ဆိုရင်သူထက်အင်အားပိုများသွားမှာဖြစ်လို့ရှုံးနိမ့်ဖို့တာရှိတယ်။ဒါကြောင့်ရန်သူတပ်တွေကပေါင်းစည်းမှုမလုံနိုင်တော့အောင်နပိုလီယန်ကသူ့ရဲ့တပ်ခွဲကိုလွှတ်လိုက်ပြီးတော့ဂျီနိုအာမျိုးကိုဝင်သိမ်းတော့မဲ့ပုံစံနဲ့အယောင်ပြလိုက်တယ်။အဲဒါက ောင့်ဩစတြေးလျတပ်ကဂျီနိုအာမြို့ကိုကာကွယ်ဖို့ဖြစ်လာတာကြောင့်တပ်ကိုနောက်ရွှေ့လိုက်ပြီးနပိုလီယံကိုဝင်တိုက်ပါလီရောနပိုလီယံဘက်ကပြန်ဆုတ်ပေးလိုက်ပြီးမြားခေါ်လိုက်တာကိုထွက်ပြေးသွားတာပဲလို့ဩစတြေးလျဘက်ကထင်မှတ်သွားတာကြောင့်နပိုလီယံကိုနှစ်ဖက်ညှက်တိုက်ဖို့တစ်ဖက်မှရှိတဲ့တပ်ခွဲကိုအရင်ဝင်တိုက်ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာနပိုလီယံကတံပြန်ထိုးစစ်ဆင်ပြီးတော့မြို့ကိုပါ ပြန်ဝိုင်းထားလိုက်တယ်အဲ့ဒီမြို့ကိုကယ်ဆယ်ဖို့ဩစတြေးလျတပ်ကတောတောင်တွေကိုကျော်ဖြတ် ်နေရလို့အချိန်မီမရောက်လာတဲ့အတွက်မြို့ကနပိုလီယန်စီကျသွားတော့တယ်နောက်တစ်ဆင့်ကပြီးမောင်တီနိုင်ငံဘက်ကိုဥတီပြီးတော့အချိန်အဟုန်နဲ့ဖိတိုက်တယ်ပြီးမောင်တီတပ်ကတောက်လျှောက်စုတ်ခွာရရင်နဲ့နောက်ဆုံးမြို့တစ်မြို့မှာပိတ်မိသွားတယ်တစ်ချိန်တည်းမှာအော်စတြီးယားတပ်ကမဟာမိတ်ပြီးမောင်တီကိုကူညီဖို့ရောက်ရှိလာတဲ့အချိန်မှာကြားလိုက်ရတဲ့သတင်းကနပိုလီယန်စီလက်နက်ချဖို့ညှိနှိုင်းနေပြီဖြစ်လို့အော်စတြီးယားကယွန်းရှာစွာနဲ့နောက်ပြန်ဆုတ်သွားရတယ်ဆက်ပြီးနပိုလီယန်ကအော်စတြီး ရနေမီသေးထီတောင်ခြေတက်လာပြီးတော့ခံတက်မြို့ကိုဝိုင်းထားလိုက်တဲ့ကျုံးကိုကြော်ဖြတ်လို့မရဘူးဖြစ်နေတာကြောင့်အဝေးကနေအမြောက်နဲ့အဆက်မပြတ်လှမ်းထုပါလီရောမြို့ကိုလာပြီးစစ်ကူပေးမဲ့ဩစတြီးယားတပ်ကခြေတက်လာပြီးဆိုတာကိုသိတဲ့နပိုလီယံကလမ်းမှာစောင့်ပြီးခြုံခိုတိုက်ဖို့သူ့ရဲ့တပ်ကိုဖျန်းကျက်ထားလိုက်တဲ့ဩစတြီးယားကခြေတက်လာတော့ရုတ်တရက်ဝိုင်းတိုက်တာ ခံရလို့အကြရှုံများစွာနဲ့လွတ်အောင်ယုံထွက်လာရင်နဲ့သူတို့ရဲ့မြို့ကိုရောက်သွားတော့တဲ့ပြဿနာကမြို့ ထဲမှာရိတ်ခါပြက်လက်နေပြီဖြစ်လို့မြို့အပြင်မှာတက်ဆွဲထားလိုက်တဲ့စားဖို့မရှိဘဲနဲ့ဆက်နေမယ်ဆိုရင်ပိုဆိုးလာဖို့ပဲရှိတာကြောင့်နပိုလီယံတပ်ကိုထွက်တိုက်ပါလီရောနပိုလီယံဘက်ကခုခံနေရင်းနဲ့တပ်မကိုအဝေးမှာဖျောက်ထားလိုက်ပြီးတော့အချိန်ကောင်းစောင့်နေတာအော်စတရီးယားဘက်ကအရန်တပ်ကိုပါလှုပ်ပြီးအကုန်ဖွင့်တိုက်ပြီးဆိုတော့မှနပိုလီယံတပ်မကလျှက်တစ်ပြက်ဝင်ရောက်လာပြီးတော့စစ်မြေပြင်မှာ ရုံးကန်နေရတဲ့အော်စတရီးယားတပ်ကိုအနောက်ကနေဝင်ဖြိုတော့တယ်တဝက် တ်တောင်မကြံတော့တဲ့ဩစတြေးလျတပ်ကပြန်ဆုတ်ကမြို့ရဲဝင်သွားပြီမဲ့လက်နက်တော့လုံးဝမချပါဘူး ကြောင်းရင်းကအင်အား၄000ကျော်ရှိတဲ့ဩစတြေးလျတပ်ကြီးကမြို့ကိုကယ်ဆယ်ဖို့စစ်ကြောင်းတစ်ခုဖြန့်ပြီးတော့လာနေပြီဖြစ်တယ်။ဩစတြေးလျဒုတိယစစ်ကြောင်းကနပိုလီယန်တပ်ကိုအနောက်ကနေပိတ်ဆို့ထားမဲ့အပြင်ထောက်ပံ့ရေးလမ်းကြောင်းကိုပါဖြတ်တောက်ထားမှာဖြစ်တယ်။ပြီးမှစစ်ကြောင်းတစ်ခုစလုံးကတပြိုင်တည်းညှက်တိုက်မှာပါ။အင်အားပိုနေနေတဲ့နပိုလီယန်အတွက်ရွေးစရာနှစ်ခုရှိတာကဝိုင်းထားတဲ့မြို့ကိုလက်လျှော့ပြီးတပ်တွေအားလုံးနောက်ဆုတ်ရမလား။ဒါမှမဟုတ်ရန်သူရဲ့စစ်ကြောင်းတစ်ခု ုကိုသွားတိုက်မလားအခုလိုအန်ဒီရဲ့ကြားရောက်ချိန်မှာနပိုလီယန်ကစစ်ကူပို့ပေးပါလို့သူ့ရဲ့ပြင်သစ်နိုင်ငံစီကိုအချိန်ချင်းတောင်းဆိုပေမဲ့ဘယ်တော့မှမပို့လာပါဘူး။ဘာကြောင့်လဲဆိုတော့ပြင်သစ်ခေါင်းဆောင်တွေစိုးရိမ်တာကတကယ်လို့နပိုလီယန်ကစစ်တွေ အောင်နိုင်ရင်းနဲ့ဘုံတကူတက်လာမယ်ဆိုရင်တမိုင်းမှာဖြစ်နေကြပုံစံအတိုင်းကိုယ့်ရဲ့နိုင်ငံကိုတောင်ပြန်ပြီးတော့အာဏာသိမ်းနိုင်ခြေရှိလို့ပါ။နောက်ဆုံးတော့နပိုလီယန်ကအော်စတြီးယားပင်မစစ်ကြောင်းကိုသွားတိုက်ဖို့ခြေတက်သွားတယ်။ရန်သူရဲ့ အားနေတဲ့အချမ်းကိုအရင်ဖြိုဖို့မြစ်ကြောင်းကနေကိုွေးပတ်လာပြီးမှတိတ်တဆိတ်ကြော်ဖြတ်လာတဲ့စကန်းတိမ်ဖို့အရေးစွန်ကပြေးဝင်ရင်းနဲ့ပြစ်ခတ်မှုတွေကအဆက်မပြတ်ကြာရောက်လာချိန်မှာတစ်ဖက်မှာရှိတဲ့ဩစတြီးယားပင်မတက်ကရောက်ရှိလာပါလေရောဒါကြောင့်နပိုလီယန်တက်ကမြစ်ပေါ်မှာတန်းလန်းကြီးနဲ့ရန်သူရဲ့ညှက်တိုက်တာကိုခံရလို့နောက်ပြန်ဆုတ်လာတယ်ဒါပေမဲ့အလူအရက်ပြေးကြလို့မြစ်ထဲမှာစုပြုံပြီးပိတ်ဆို့သွားတာကြောင့်အမြောက်တွေရဲ့ပြင့်မှတ်ဖြစ်သွားပြီးတော့ဝိုင်း င်းထုတာခံရပါလေရောတက်ပြက်ပြီးရှုံးနိမ့်မဲ့ဆဲဆဲမှာကိုရံတော်တက်ကိုလွတ်ပြီးအော်စတြီးယားတက်ကိုအနောက်ကနေဝင်တိုက်တော့မှအခြေအနေပြောင်းသွားပြီးပြန်ဆုတ်ခွာသွားတော့တာပါပြီးတော့မှအနောက်မှာတက်ဆွဲထားတဲ့အော်စတြီးယားဒုတိယစစ်ကြောင်းကိုသွားတိုက်ဖို့ခြေတက်လာတယ်အတိုက်ခံရတော့မဲ့ဒုတိယစစ်ကြောင်းနဲ့ပူးပေါင်းတိုက်ခိုက်ဖို့အော်စတြီးယားပင်မစစ်ကြောင်းကအနောက်ကနေလိုက်လာတယ် အဲ့ချိန်မှာဩစတြေးလျဒုတိယစစ်ကြောင်းတည်င်းရသွားတာကပြီးခဲ့တဲ့တိုက်ပွဲမှာဩစတြေးလျဘက်ကနောက်ပြန်ဆုတ်သွားတာကိုကြားသိလိုက်ရတော့သူတို့ရဲ့တပ်ကပါရောယောင်ပြီးတော့နောက်ဆုတ်လိုက်ပြန်ရောသူတို့နဲ့ပေါင်းတိုက်ဖို့လိုက်လာတဲ့ဩစတြေးလျပင်မတပ်ကအထီးကျန်သွားတာကြောင့်ပြန်လည်ဆုတ်ခွာသွားတော့တယ်တိုက်ပွဲတွေဖြစ်တိုင်းအဓိကအမျက်ရသွားတဲ့သူတွေကတော့ပြင်တစ်ကိုဥဆောင်တဲ့၅ရောက်အဖွဲ့နဲ့အမှတ်၅ရာတွေ ဖြစ်တယ်သူတို့ကယောမခစ်ကအမှတ်တွေလိုမျိုးခန့်ညားထ ယ်ဝါစွာနဲ့ဝစ်စင်ထားတာသူတို့အတွက်နပိုလီယန်ကစူးညောင်းတစ်ခုလိုဖြစ်လာတာဒါကြောင့်ပဲနပိုလီယန်ကိုထောင်ချောက်ဆင်လိုက်ပြီးတော့တက်လုံးပြုတ်ပြုတ်ပြုံးအောင်လှုပ်ပစ်လိုက်တာကြောင့်နပိုလီယန်က ပြန်ပြီးဘယ်လိုလက်စားချိန်မလဲဆိုတာကိုနောက်အပိုင်းမှာဆက်ပြောပြပါမယ်